ဒီနေ့တော့အိမ်မက်အကြောင်းကိုပြောကြမယ်ပေါ့နော်ဒီလိုအိမ်မက်မျိုးကိုမက်ဖူလာမသိဘူးတက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲကိုဖြည့်ပြီးတာကြားနေပြီဟာဒါပေမဲ့အဲ့ဒီဆောင်မေးပွဲကိုပြန်ဖြည့်နေရတယ်လို့မှတ်တာပေါ့နော်ဆောင်မေးပွဲဖြည့်တဲ့လမ်းပေါ်မှာကိုကကြံ့ကြာနေတာတို့ဇမွဲဖြည့်ဖို့အခန်းကိုကိုရှာမတွေ့တာတို့ခုံနံပါတ်မေ့နေတာတို့တခုခုချန်ခဲ့တာတို့အဲ့လိုမျိုးအိမ်မက်မျိုးပေါ့နော်အဲ့တော့အဲ့ဒီအိမ်မက်မျိုးကိုကိုဘာကြောင့်မှတ်ရတာလဲ ဒီအိမ်မက်ကိုမဲ့ရတဲ့အကြောင်းရင်းကကိုရဲ့နှိမ့်စင်ဘွားမှာကကိုကိုစိုးရင်စီတဲ့ကိစ္စလေးတွေရှိနေရပေါ့နော်အာအဲ့တော့အဲ့ဒီကိစ္စတွေကကိုကတတိမထားမိပြီမဲ့ဒီစိုးရင်တဲ့ခန်းစားချက်တွေကကိုရဲ့မတိစိတ်ကိုရောက်နေတယ်အဲ့တော့မတိစိတ်ကသူ့မှာဒီလိုခန်းစားချက်တွေရှိနေတယ်ဆိုတာကိုဖော်ပြချင်တဲ့အချိန်မှာတော့အိမ်မက်ကနေတဆင်တူပြန်ပြီးတော့ဖော်ပြနေရပေါ့နော်အာအိမ်မက်ဆိုတာမတိစိတ်ရဲ့ဆက်တွေ့မှုပုံစံဆိုပြီးတော့တောင်း တင်စားခံထားရရပေါ့နော်တကယ်လို့ကိုကလေအိမ်မက်ထဲမှာပေါ့နော်တရားရောက်ကကိုလိုက်နေတာတို့ရဲကလိုက်ဖမ်းနေတာတို့အဆတဲ့အဲ့လိုမျိုးအိမ်မက်မျိုးကိုမက်နေတယ်ဆိုလို့ရှင်တော့ကိုရမသိစိတ်မှာကဘလို့ဖြစ်နေလဲဆိုတော့ကိုကိုကို တောင်းဆိုမှုတွေဒါများနေတယ်ကိုကိုကိုစီကံအရန်တင်းချက်နေတယ်ကိုကကိုတွေးထင်ထားတဲ့ပုံစံမဟုတ်တော့မှကိုအရန်ချောက်နေတယ်ဆိုတော့စိတ်ခံစားချက်လေးတွေရှိရပါတော့အဲ့ဒါကြောင့်မလို့ဒီလိုအိမ်မက်မျိုးတွေကိုမတ်တက်တာပေါ့နော်တကယ်လို့ကိုကအိမ်မက်မက်တဲ့အချိန်မှာဆိုလို့ရှင်တော့တနည်းအားကိုခီးထွက်နေတယ်အာ relax လုပ်နေတယ်ပျော်ပါနေတယ်အဲအဲ့လိုအိမ်မက်မျိုးကိုမတ်တဲ့အချိန်မှာတော့ကိုရဲ့မသိစိတ်ကကိုဘာပြောချင်နေလဲဆိုတော့သူအနားယူဖို့လိုအနေပြီးသူအရန်ပင်ပန်းနေပြီးဆိုပြီးတော့ကိုကိုလာပြီးတော့ message တွေ ေးပို့နေရပေါ့နော်အဲ့တော့အိမ်မက်ကနေတဆင်ပေါ့နော်ကိုကဒီ message လေးတွေကိုရရှိလာပြီဆိုလို့ရှင်တော့ကိုရဲ့စိတ်ခံစားချက်ကိုကိုဖြေလျှော့မှုတွေလုပ်ပေးလို့ရရပေါ့နော်တကယ်လို့ကိုကတခုခုကိုစိုးရိမ်နေရဆိုလို့ရှင်တော့ငါဘယ်အကြောင်းကိစ္စကငါဒီလိုစိုးရိမ်မှုတွေဖြစ်စေနေလဲအဲ့တော့အဲ့ဒီအကြောင်းကိစ္စ ကိုငါဘာလုပ်လို့ရမှာလဲဆိုပြီးတော့ဖြည့်ရှင်းချက်တွေရှာလို့ရပါတော့တကယ်လို့ကိုကကိုကိုကိုအရန်တောင်းဆိုမှုတွေမြင်မာနေတယ်စီကန်းတွေအရန်တင်းချက်နေရယ်အာဆိုတော့အဲ့လိုမျိုးပုံစံဖြစ်နေရယ်ဆိုရှင်တော့အော်လူတိုင်းကအမားနဲ့မกินနိုင်ဘူးဆိုပြီးတော့ကိုကိုကိုပြန်ပြီးတော့ကိုရဲ့တောင်းဆိုမှုကိုကိုပြန်ပြီးတော့ဖြည့်လျှော့ပေးလိုက်လို့ရပါတော့တကယ်လို့ကိုကအာခရီးထွက်ဖို့လိုအပ်နေတယ်ဟာအပန်းအနားယူဖို့လိုအပ်နေရဆိုရှင်တော့အာအဲ့လိုမျိုးပေါ့နော်ခဏတစ်ဖြုတ်လောက်အနားယူပြီးတော့ကိုကိုကိုပေါ့နော်အနားယူခွင့်ပေးလိုက်ပေါ့နော် အဲ့တော့မိတ်ဆွေအနေနဲ့ကရောဘလို့အိမ်မက်မျိုးကိုမေတ္တာများလဲကွန်မန့်မှာမှန်ပေးခဲ့ပါနော်ဟယ်လိုအားလုံးပဲမင်္ဂလာပါအမေရိကတော့တက်တက်မီရီဆိုတဲ့ကလောင်နာမည်နဲ့စိတ်ပိုင်းဆိုင်ရာစောင့်တိကိုရေးသားမျက်ဝင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့ကစိတ်ပိုင်းဆိုင်ကိုစိတ်ဝင်စားဆိုရှင်တော့မေရီရဲ့ channel ကို subscribe လုပ်ခဲ့လိုက်ပါနော်ကြည့်နောက်ထပ်မျက်ဝင်မှုမှာပြန်လည်ဆုံတွေ့ကြရအောင် see you in next video ပါ bye